ကိုစနိုင်းရေမင်္ဂလာပါဗျဟုတ်ကဲ့မင်္ဂလာပါကိုသနာဒီတစ်ပတ်မှာတော့ဒီစစ်တပ်ဝါရဖြန့်နဲ့ဒီရွက်ောက်ပွဲလုပ်ငန်းစဉ်ပေါ့နော်ရွက်ောက်ပွဲမှာမဲပေးပြကြဖို့ဆိုပြီးတော့စစ်တပ်ကဝါရဖြန့်နဲ့ကိစ္စမှာအမှုပညာရှင်တွေကိုခေါ်သုံးတယ်ပေါ့နော်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့အဲကျွန်တော်တို့ဟိုဒီကျွန်တော်တို့ရဲ့အလူဖွဲ့စည်းကြမှာဝေဖန်မှုတွေရောဆွေးနွေးမှုတွေရောတော်တော်လေးကိုပြင်းပြထန်ထန်ဖြစ်ခဲ့တာတွေရှိတယ်ပေါ့နော်အဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကဒီစစ်တပ်ဝါရဖြန့် လုပ်ငန်းစဉ်မှာပါဝင်ခဲ့ကြတဲ့အနုပညာရှင်တွေကိုတပိတ်မှောက်ဆန့်ကျင်သင့်သလားဆိုတဲ့ခေါင်းစဉ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီတစ်ပတ်ဆွေးနွေးကြပါမယ်ကိုစလိုင်းဟုတ်ကဲ့ကောင်းပါတယ်ဗျကျွန်တော်ပထမအဦးဆုံးပေါ့နော်ကိုစလိုင်းကိုလှည့်ပေးခြင်းနဲ့ကိုစလိုင်းကအဲပထမအဦးဆုံးဆွေးနွေးပေးပါကျွန်တော်မေးခြင်းနဲ့မေးခွန်းကတော့အာနာသိန်းစစ်တပ်ကရွေးကောက်ပွဲနီးလာတာနဲ့အမျှအဲဒီအနုပညာရှင်တွေကိုတုံးပြီးတော့မှဝါရားပြန်ရုပ်ရှင်တွေကြောင်းညာတွေရိုက်ခိုင်းနေတာပေါ့နော်တွေ့ရတယ်အဲ့ဒီအပေါ်မှာ ိုစလန်းရဲ့အမြင်ကဘယ်လိုသဘောထားရှိလဲဒီအာနာသိန်းစစ်တပ်ကဒီရွေးကောက်ပွဲအနီးလာလာနဲ့မြတ်သူတို့ရဲ့အတူရောင်ရွေးကောက်ပွဲပေါ်မှာပြည်သူလူထုကစိတ်ဝင်စားမှုလုံးဝမရှိဘူးနိုင်ငံတကာလည်းစိတ်ဝင်စားမှုမရှိဘူးအဲအဲ့တော့ဒီလိုမျိုးစိတ်ဝင်စားမှုမရှိတဲ့အပေါ်မှာဒါကိုသူတို့ကလှုံ့ဆော်ပေးဖို့လိုအပ်တယ်လို့သူတို့ယူဆတယ်အဓိကကတော့မဲအောင်လိုင်းရဲ့လက်ဆွဲတော်ကြီးဖြစ်တဲ့ပြည်ချိုင်းဝင်ကြီးကိုချုပ်မောင်မောင်အောင်ပေါ့ဗျာဒါကတော့သူကတော့အဓိကပေါ့အဲ့တော့မလုပ်လာလဲဆိုတော့အဲ့သူတို့ အဲဒီပထမဆုံးဇာကားတကားရိုက်လိုက်တယ်ဒါအားလုံးသိတဲ့အတိုင်းပဲခေတ္တမိုင်းကိုတုံးဆိုင်ကြသူများပေါ့ဗျာအဲဒီမှာဆိုရင်အဲဒါအကယ်ဒမီနာမည်ကြီးမင်းသားတွေဒါထိတ်တန်းမင်းသားတွေဖြစ်တဲ့နေတိုးရဲ့မြင့်မြတ်ရဲ့နောက်နေဝင်းပေါ့နော်နောက်ပြီးလို့ရှိရင်အဲအောင်ဆိုင်တို့ငပြောကျော်တို့လိုပါရင်ဒါတေးဥဆောင်တွေလည်းပါတယ်နောက်ပြီးတော့အတွက်လက်တို့စူပါလင်းတို့ဒါထည့်ရိုက်ပြီးတော့မှရိုက်လိုက်ကြတယ်ရိုက်လိုက်ကြတဲ့အခါမှာအဲ့ဒီကဝက်ဝက်ကွဲအောင်မြင်သွားတယ်ဘလို့အောင်မြင်လဲဆိုမကောင်းတဲ့ဘက်မှာအောင်မြင်သွားတာပါ အဲဖီဘက်ကတော့ပြည်သူလူထုရဲ့ပြင်းထန်တဲ့စန့်ကျင်မှုကိုသူတို့ရင်ဆိုင်ရတယ်ဒီလူတွေကို social punishment ပေးတဲ့နဲ့ဒီလူတွေကိုလုံးဝအဲတပိတ်ပေါက်တဲ့ဆိုတာမျိုးတွေအဲပြည်သူလူထုစီကပြင်းထန်တဲ့အဲဒီဝေဖန်တန်တွေပေါ်ထွက်လာတယ်ပေါ့ဗျာအဲ့တော့ဒီလူတွေကစစ်တပ်ဘက်ကရက်တာလားဆိုပြီးတော့ကိုအဲ့လိုမျိုးတွေကိုပြည်သူကမေးခွန်းထုတ်ပြီးတော့မှဖြစ်လာတဲ့ရိုက်ခတ်မှုပေါ့အဲ့ဒီခါမှာဒါစစ်တပ် lobby เนาะစစ်တပ်ရဲ့ စစ်တပ်နဲ့ကြန့်ခိုင်ရဲ့ lobby တွေကတစင်အတန်တွေကပြန်ထွက်လာတယ်။ဘာပြောဘာဘာပြန်ထွက်လာလဲဆိုတော့အဒါကြီးကမများတာဘူး။အနိုင်ငံတော်အတွက်တက်မတော်အတွက်ဒီရွေးကောက်ပွဲကြီးအောင်မြင်ရေးအတွက်ကိုပါဝင်ကူညီတဲ့အမှုပညာရှင်တွေကြတော့အဆဲခံရတယ်ဝေဖန်ခံရတယ်ဒါအခုတပိမောက်ခံရတော့မယ်ဒါမမျှတာဘူးပေါ့နော်ဒါကြောင့်မလို့ဒီလှုပ်ပေးတဲ့လူတွေကြတော့အဆဲခံရပြီးတော့ဘာမှမလုပ်ပဲထိုင်နေတဲ့လူတွေကြတော့အားပေးခံနေရတယ်ဆိုပြီးတော့မှအဲ့တော့ကြံတဲ့လူတွေကိုပါအဲဒီလိုမျိုး အကြောညာတွေဝေကောက်ပွဲဝါဒဖြန့်ဟာတွေခေါ်ရိုက်ခိုင်းတင်ပါတယ်ဆိုပြီးတော့ lobby တွေကတဆင့်အဲဒါတင်းစကားတွေဖြန့်ကြတာပေါ့နော်အဲ့တော့ဒီ lobby တွေရဲ့နောက်မှာဘာသူရှိလဲဆိုတော့အဲဒါကြန့်ခိုင်ရေးအုပ်စုရှိတယ်နောက်ပြီးတော့စစ်တပ်အုပ်စုရှိတယ်ဒါတော့ပြည်သူတွေအားလုံးသိပြီးသားပါစစ်တပ်နဲ့ကြန့်ခိုင်ရေးကသူတို့မပြောချင်တဲ့စကားတွေသူတို့ပြောလို့မကောင်းတဲ့စကားတွေဆိုတော့ဒီ lobby တွေပါဆက်ကနေပြောခိုင်းနေတာပေါ့ဗျာအဲ့တော့တော့ဘာဖြစ်လာလဲဆိုတော့အဲ့ဒီခေတ်သမိုင်းကိုဒုံဆိုင်ကြသူများဆက်ကထွက်ပြီးမကြခင်မှာပဲ ဲကျွန်တော်တို့ယူကော့ပွဲ campaign ပြောရမှာပေါ့လေအဲ့ဒီအတွက်အဲအစိုးရတွေအနုပညာရှင်တွေကိုအကုန်လုံးခေါ်ရိုက်ခိုင်းခေါ်ရိုက်တယ်ပေါ့နော်အဲခေါ်ပြီးတော့ကြော်ညာခိုင်းတယ်ဝါရဖြန့်ခိုင်းတယ်ပေါ့ဝါရဖြန့်ခိုင်းတဲ့အခါမှာအဲဒီပုံမှန်ချားနေတဲ့ဟလာဟိုအနုပညာရှင်တွေလည်းပါတယ်လို့ဒီတော်လိုင်းအိမ်မှာထဲထဲဝင်ပါဝင်လို့အဲထောင်နေအကြခံခဲ့ရတဲ့ဟလာအချင်းချခံခဲ့ရတဲ့အနုပညာရှင်တွေလည်းပါဝင်ခဲ့တာလည်းတွေ့ရတယ်ပေါ့နော်ဆိုတဲ့အခါကျတော့ အဲ့တော့အဲနာမည်တွေကတော့အားလုံးသိပြီးသားပေါ့ဗျာနာမည်ကြီးတဲ့အားဆိုဖြိုးမြအောင်လို့ပါတယ်အချမ်းမြေမောင်ချူတို့နောက်ခစ်ခစ်တဲ့ဒီနောက်ပိုင်းထင်ရှားတဲ့မေလာတန်စင်းတို့အင်ချစ်တို့ပေါ့နော်နောက်ရဲရင်အောင်တို့ဟန်နီတာဟာတို့စသဖြင့်အဲဒီလိုအဆူရော်တွေပါတယ်နောက်နီတီခင်စောတို့ဖိုးကာတို့ပေါ့ဗျာဒါနာမည်ကျော်တွေပေါ့အဲနောက်ပြီးတော့တခါဒီရုပ်ရှင်ဘက်ကကြတော့အဲ Twin Drabo တို့နောက်ကအချင်းချခံခဲ့ရတဲ့ PTU တို့အဲ Indra Jorsin တို့နောက်ဟိုတလောဆစ်ဆေးခံရတဲ့ဖွဖွေးတို့နော်ဒီအရာတွေပြန်ပါလာတယ်ပေါ့နောက် ဟိုရှောင်နေတဲ့ဆိုင်းဆိုင်းခန့်လိုင်းတို့ပါမဖြစ်မနေပါလာတာမျိုးတွေတွေ့ရတယ်အဲ့တော့အာဒီပုံကိုယ်တွေပါလာတယ်ပေါ့နော်ပါလာတော့ဒီဟာမပါလာခင်မှာလဲဈားထဲမှာစစ်တက်ကဒီလူပညာသမားတွေရောပြည်သူလူထုရောအကြောက်တရားတစ်ခုထည့်ပေးလိုက်တယ်ဗျအဲ့ဒါပါလဲဆိုတော့ရွတ်ကောက်ပွဲခံဒီကြော်ညာဆက်ကဒီခေတ်သမိုင်းဒုံးဆိုင်တဲ့ထဲမှာအောင်ခိုင်ပြောခဲ့တဲ့စကားပေါ့ဗျာစိုးရဆိုအလုံးရင်တကယ်လုတ်တယ်တော့ကြီးဒီရတာမလုံနဲ့အလုံးနားကားသွားမယ်ဆိုတော့ဟာနဲ့ချင်းချောက်ခဲ့တယ်ချင်းချောက်တဲ့အတိုင်းပဲဒီ ီတော်လိုင်းရေးဘက်ကရေးတဲ့ဒီရုပ်ရှင်နဲ့ပတ်သက်တဲ့ရေးတဲ့အဲစာတွေကိုတွားပြီးတော့ like ပေးမိတဲ့စပူထွန်းတက်လွင်တို့ဖန်ခံရတယ်။နောက်ပြီးတော့ Driver Mighty တို့နောက်အုံတိုင်းတို့နောက်ကဒီဇက်ဖို့တရုပ်ဆောင်တွေပေါ့နော်ဒါတွေကသူတို့ဖန်ပြလိုက်တယ်။ပြီးလို့ရှိရင်ဒီပြုံးလင်မှာဇကားရိုက်နေတဲ့ခွဖွေးတို့လည်းခေါ်ယူစစ်ဆေးတယ်ဆိုပြီးသတင်းလွှင့်ပြလိုက်တယ်။ဒါကဘာလဲဆိုတော့နှစ်ချက်ပေါ့။မင်းတို့ရွေးကောက်ပွဲမှာ စန့်ကျင်ဖို့မကြိုးစားနဲ့အမှုပညာရှင်တွေပါရင်နားမလည်ဘူးဟုတ်လားပြည်သူတွေရောအမှုပညာရှင်အကုန်လုံးတင်းကျုံပြီးတော့အရေးယူမှာပဲပေါ့နော်အဲသူတို့နှစ်ကွတ်မှာပဲပေါ့နောက်တစ်ခုကတော့အမှုပညာရှင်တွေရှောင်ပြေးဖို့မကြိုးစားနဲ့ပေါ့နော်ဟိုရှောင်ဒီရှောင်လည်းမရဘူးပြေးလို့မရဘူးငါတို့ခေါ်ရင်လာခိုင်းတာလို့ပေါ့နော်ဒါဒါမျိုးနဲ့လှုပ်လိုက်တယ်နော်ပြပထွက်ခွာခင်းတယ်လည်းပိတ်လိုက်တယ်ပေါ့ဗျာအဲ့တော့အဲ့ဒီအခြေအနေကနေမှအခုဒါအမှုပညာရှင်တွေပါလာတယ်ပေါ့ပါလာတဲ့အခါကျတော့သူတို့ကလည်းအခုချိန်ကျလက်ခမောက်ခက်ပြန်ရောဘာလဲဆိုတော့ကဲမင်းတို့ဘာတက်နိုင်သေးလဲပေါ့မင်းတို့တွေနေတိုးတို့မြင်းမြတ်တို့ကိုဘိုင်းကော့လုပ်မယ်ဆိုရင်အခု မင်းတို့ချစ်ကြတဲ့အမှုကညာပြည်သူဘက်ကရက်ပါတယ်ဆိုတော့ပြည်သူတို့အင်တာကျော်စင်တို့လူမင်းတို့ပါဟာလာမင်းတို့ဘိုက်ကောလောက်ကြတော့ဆိုတော့ပုံစံမျိုးတို့ကဖြစ်စီကျင်တာပေါ့နော်အဲအဲ့တော့အဲ့တော့ကျွန်တော်မြင်ရတော့ဒီညမှာတော့ဟိုနှစ်ပိုင်းခွဲပြီးမြင်တဲ့နေလို့ထင်တယ်ပြည်သူလူထုအနေနဲ့ဒီစစ်အာဏာရှင်တွေအတွက်လူလူလားလားအလုံးလုံးပေးကြတဲ့နော်ကိုချိုးစည်းပွားအမျက်ထုတ်ခဲ့ကြတဲ့အမှုပညာသမားဆိုတဲ့သူတွေကိုတော့ဘိုက်ကောလောက်တဲ့နေဥပမာဘယ်လိုမျိုးလူမျိုးတွေလဲဆိုတော့နေအောင်တို့ ဆုံးမြတ်သူစာတို့နောက်အကယ်ဒမီစောင်းနေလေးတစ်ချိန်နဲ့အကယ်ဒမီယူသွားတဲ့ရန်အောင်တို့နောက်တက်ရှိ CEO နဲ့နာမည်ကျော်ခဲ့တဲ့အဲဆရာကြီးခန့်စီသူတို့စသဖြင့်ပေါ့နော်ဒီလိုလူတွေဆိုရင်တော့တကယ်ဘိုင်းကောလုတ်တင်ပါတယ်နော်ဒါထက်တဲ့ဝင်ပါခဲ့တာနောက်အောင်ခိုင်တို့ပေါ့နော်စသဖြင့်ပေါ့ဒါတွေကပါတဲ့နေအဲအဲ့လိုမဟုတ်ဘဲနဲ့ဖီအားပေးလို့အတင်းခေါ်လို့ခေါ်ရရပါတယ်ဆိုတော့သူမျိုးတွေဆိုရင်တော့ဒါပြည်သူလူတွေနေနဲ့စဉ်းစားတဲ့နေတုံးသက်တဲ့နေပေါ့နော်ကျွန်တော်တို့ဒီလိုမျိုးမြင်ပါတယ် ဘာဖြစ်လို့လဲဆိုတော့သူတို့မှလည်းမိသားစုတွေရှိတယ်မိဘအဖို့အဖွားတွေရှိတယ်အခြေအနေအကြောင်းမျိုးမျိုးအကြောင်းပေါ့နော်အဲ့တော့တော်လိုင်းဘက်ကိုတစ်ချိန်တော့ပါခဲ့တာဟုတ်တယ်အမှန်နဲ့ထောင်တွေလည်းကျခံခဲ့ရတယ်ဒါပေမဲ့ဒီဒီပြန်လွတ်လာတဲ့အချိန်မှာတော့ပြည်တွင်းမှာအဲဒီ NLA တွေကြားထဲမှာဟလာဟိုဂျိုးဒန်လမ်းလျှောက်နေရတဲ့အချိန်တည်းရမှာတော့ဟိုဒါလုံရင်လုံမလုံရင်ဖမ်းခံရမယ်ဆိုတဲ့အချိန်မှာဒါကိုရှောင်လွှဲခြင်းနဲ့ပုံတံတန်းနဲ့သူတို့ဝင်ရောက်လုပ်ပြီးခဲ့ရတာပေါ့ဗျာဒီအချိန်မှာတော့ဟိုမျက်နှာတွေကိုလည်းမြင်ကြရမှာပါ တချို့ကျေးဆောင်နေဆိုမျက်နှာတွေမကောင်းဘူးမျက်နှာခက်တိတိတွေဖြစ်နေတယ်။အဲနောက်ပြီးတချို့တွေဆိုကိလင်းပြင်ဆင်ထားတာမျိုးတွေမလုပ်ဘူး။တချို့တွေဆိုရင်အဝတ်စားဆိုလည်းတမန်ပုံစံမျိုးပဲဝတ်ထားတယ်။ဒါဟာလည်းရုပ်ရှင်သရုပ်ဆောင်တွေဖြစ်တဲ့အတွက်အနုပညာသမားတွေတီးတီးသူတို့တက်တဲ့အနုပညာနဲ့တကွက်ပြလိုက်တာပေါ့ဗျာစစ်ကောင်စီကိုပေါ့နော်။အဲမင်းအောင်လှိုင်ကိုပေါ့နော်တကွက်ပြလိုက်တာပေါ့။ဘာလဲဆိုတော့ငါတို့ရဲ့အနုပညာဒါပဲဆိုပြီးတော့တကယ်တော့ငါတို့မတက်တာလို့လုပ်ရပါတယ်။ဒါပေမဲ့ငါတို့ရှင်နေအသေးထဲမှာတော့ဆန့်ကျင်ပြီးသားပါဆိုတဲ့ဟာမျိုး ပြလိုက်တယ်ပေါ့ဗျာအဲ့တော့အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကအချိန်ရအဖြစ်ပေးသွားပါလိမ့်မယ်တကယ်စစ်တပ်ကိုဘောမာတဲ့လူတွေဟာတော့တစ်ချိန်တော့ညုံဝင်းလို့ဆိုလဲပြောင်းဘောမာတာပဲအဲ့တော့တေးတဲ့အထိလဲမသွားတာပဲပေါ့ဗျာเนาะဒီလိုပဲပြောကြပါဆိုတော့အဲ့တော့ဒါကအချိန်ရအဖြစ်ပေးသွားလိမ့်မယ်အဲ့ဖြစ်ပေးတဲ့ပုံမှာပဲပြည်သူကလည်းအဆုံးဖြတ်ပေးသွားမှာပါကျွန်တော်မြန်မာပြည်သူကလည်း အဲမညံ့ပါဘူးခေတဲ့ပြည်သူတွေတော့မဟုတ်ပါဘူးပြည်သူတွေရချက်ဆိုရင်လည်းကွက်ကမီးတောက်ပြီးသားဘယ်သူကဘာစကားပြောပြီးဘယ်လို့ရလုံလို့ရှိရင်ဒါဟာစစ်တပ်လူဆိုတာသူတို့သိပါတယ်ဘလို့ပုံတရနဲ့ရက်တည်ရင်တော့ဒါဟာတကယ်ပြည်သူလူထုဘတ်တော်သားအနုပညာရှင်ကပြည်သူတွေကသိကြပါတယ်ဗျအဲ့တော့အချိန်တခုမှတော့ဖြည့်ပေးသွားလိမ့်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ဒီနေရာမှာတော့တချို့သောတော်လိုင်းဆိုင်ဘက်ကစိတ်ပြင်းထန်တဲ့လူတွေကတော့အာဒါလဲဆိုတော့ဟာဒီအနုပညာရှင်တွေကမ်ပိန်းမှာအားလုံးပါရင်အားလုံးဘိုင်းကော့လုပ်ပါညာပေါ့ဒီလိုမျိုးပြောကြတာမျိုးလေးရှိတယ်ပေါ့ကျွန်တော်ကတော့ ဒီပုံမှာတော့အမြင်ကွဲပြဲမှုလေးနည်းနည်းရှိတယ်ပေါ့နော်။ဒါလဲဆိုတော့ဟလာစစ်တပ်ဘက်ကိုပြောင်းပါတဲ့လူကပါဒါသူရွေးချယ်မှုပဲ။အဲ့လိုမျိုးပဲနဲ့မတက်တာလို့ပါတဲ့သူတွေဆိုရင်တော့ကျွန်တော်တို့ကဒါကိုအဲအတိုင်းအတာတစ်ခုအခြေအနေတစ်ခုအနေနဲ့နားလည်ပေးတဲ့နဲ့နားလည်ပေးပြီးတော့မှဟလာစိတ်ရှည်တဲ့နဲ့ပြီးရင်ဟိုတောင်တောင်ပါဇက်ကမပြောဘဲနဲ့ရင်ပတ်ချင်းချက်တင်ထိုးပြီးတော့မှဟလာကျွန်တော်တို့ဒီအတွေ့အကြုံတွေအနေနဲ့နားလည်မှုပုံစံနဲ့တော်လိုင်းဆိုင်ဘက်မှာအတူတူကရှိကြတယ်ဆိုတော့ ဒီဒီပေါ့နော်ဖော်ပြမထားတဲ့စီလုံးညီညွတ်မှုကိုကျွန်တော်တို့ကထိမ့်သိမ့်တင့်တယ်ပေါ့နော်ဒါမှလည်းကျွန်တော်တို့ကဆက်ပြီးတော့ဒီဒေါ်လာရင်းမှာလည်းအားဖြစ်ကြပါပေါ့နော်။ဘာလို့ဆိုတော့ရှေ့တန်းမှာအပြန်လန်တိုက်ခိုက်ပြီးပြစ်ခတ်နေကြတဲ့သူအချင်းချင်းတောင်ဗျာ။အာရောက်ပါရေလက်နဲ့ချလိုက်ပါဒီမှာမင်းတို့အတွက်ဟလာအားလုံးဟလာကုညီပေးမယ်ပြင်ဆင်ထားတယ်ဆိုပြီးတော့မှအာဒီစစ်တုံးမန်းတွေအလင်းဝင်တဲ့သူတွေကိုတော့မှပဲအဲအစာကျွေးတာတွေရေတိုက်တာတွေဆောက်ရှောက်ပေးတာတွေလုပ်နေရသေးတာပေါ့ဗျာ။ဒါလေးကိုလည်းကျွန်တော်ဖြစ်ပြီးတော့ ြောချင်တာပါဗျအချင်းကတော့အဆုံးဖြတ်ပေးသွားပြီပြည်သူကလည်းဒီပေါ်မှာဟလာဘယ်သူကတော့ငါတို့ရဲ့မှန်ကန်တဲ့ငါတို့ပြည်သူအမှုပညာရှင်ဘယ်သူကတော့အာနာရှင်ရဲ့အမှုပညာရှင်ဆိုတာကိုနောက်တစ်ချိန်မှာဆုံးဖြတ်ပေးသွားမယ်လို့ထင်ပါတယ်ဗျအဲ့တော့ကိုသနာကိုကျွန်တော်ကပြန်မေးချင်တာကဒီစစ်ကောင်စီကအမှုပညာရှင်တွေကိုခေါ်ပြီးတော့ဘာကြောင့်ဒီယူကောက်ပွဲကိုကြော်ညာခိုင်းရတာလဲသူတို့ဘာကြောင့်အမှုပညာရှင်ကိုခေါ်တော့ရတယ်ပေါ့ဗျအဓိကရည်ရွယ်ချက်ကဒါလေးပေါ့ဒါလေးကိုလည်းရှင်းပြစေချင်တယ် ိုစလိုင်းရဲ့မိကုံးကိုကျွန်တော်ပြန်မဆွေးနွေးခင်ပေါ့နော်ကိုစလိုင်းရှေ့မှာဆွေးနွေးခဲ့တဲ့အထက်လေးအချက်တစ်ချက်ကိုအဲကျွန်တော်ထုတ်ပြခြင်းတယ်အဲ့ဒါဘာလဲဆိုတော့ဒီနှစ်တက်ခဲ့ရွေးကောက်ပွဲကမ်ပိန်းနဲ့ပတ်သက်ပြီးတော့ဝင်ပြီးတော့ပြုတ်ဆောင်ကြတဲ့အမှုပညာရှင်တွေကခိုင်တင်းကြည်လဲပါခိုင်တင်းကြည်ဆိုရင်သူ့ယောက်ျားဖန်ခံတာထောင်ထဲမှာထောင်ထဲမှာသူတို့ဟိုသူတို့တွေကယောက်ျားကိုဖန်ထားတယ်ဗျာ ပြီးတော့မိမအူတော့လာအမှုပညာရှင်ဆိုတော့လာလောက်ဆိုမျိုးတွေလည်းလောက်ကြတယ်အဲ့တော့ဟိုဒါဟိုနမူနာတစ်ချက်ကိုပြောပြတာအဲ့တော့ဟိုလိုင်းခုနကျွန်တော်ကိုပေးတဲ့မိကုံကတက်တက်ကဘာကြောင့်ဒီလိုလောက်ရတာလဲဆိုရင်ရှင်းပါတယ်တကယ်တကယ်တော့ပြည်သူလူထုကဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့လုံးဝစိတ်ဝင်စားအောင်ဒီလိုတော့ရှိတာပေါ့ဗျာတက္ကရာပါတီမှာလည်းသူ့ရဲ့ပါတီဝင်အင်အားတွေထိုက်သိမ်းတဲ့လောက်ရှိတဲ့အခါကျတော့သူတို့ပါတီဝင်အင်အားတွေကတော့စိတ်ဝင်စားတာတော့ရှိတာပေါ့နော်အဲ့လိုပဲစစ်တပ်ကမိသားစုတွေအတိုင်းဝိုင်းနေ ရှိတယ်။နောက်ကျွန်တော်သိသလောက်ဆိုရင်ဝန်ထမ်းတွေကိုဘဲစင်းပါသလားဘဲစင်းနံပါတ်ဘယ်လောက်လဲအတိအကျနော်ထွေးဥကနေမှာတဆင်တက်ဆိုင်ရာကျန်းမာရေးပေါ့ပညာရေးပေါ့သူသူမျိုးနယ်လုံးမှာရှိတဲ့လူတွေကိုခေါ်ပြီးတော့မှတက်ဆိုင်ရာအဲသူကမျိုးနယ်တာဝန်ရှိတဲ့လူတွေကိုခေါ်ပြီးတော့မှထွေးဥကနေပေါ့ဒီဝန်ထမ်းတွေပေါ့နော်ဝန်ထမ်းစီတန်းဝန်ထမ်းတွေရွက်ကောက်ပေါ်မှာမဲစင်းပါသလားဘဲစင်းကြည့်ပြီးပြီလားဆိုတာကိုသာရွက်နဲ့တေးသေးချာချာတင်ခိုင်းတာနော် ာမင်းနဲ့တရားတင်ခိုင်းတာအဲ့တော့ဗာလဲဆိုတော့သူတို့ကအဓိကဟိုဒီဝန်ထမ်းဒီပေါ့ဒီနန်းစီပြန်ဝန်ထမ်းတွေကိုအခြေပြုမယ်ပြီးတက်တက်ကမိသားစုအတိုင်းဝိုင်းတွေအခြေပြုမယ်အပြီးသွားလို့ချင်းဒီတန်ခိုင်းရေးပါတီပေါ့နော်ပါတီတွေနောက်ရွက်ောက်ဘက်မှာဝင်ပြိုင်ကြတဲ့အဲပါတီတွေရဲ့ဟိုအင်အားတွေပေါ့နော်ပါတီဝင်တွေရဲ့အင်အားတွေကိုအခြေပြုပြီးတော့မှအဲအဲ့ဒါပဲသူတို့မှရှိတာတကယ်တကယ်ပြည်သူလူထုကအဲကျွန်တော်တို့အရာဝီတိုင်းထဲမှာဆိုလဲဒါလက်ရှိရွက်ောက်ဘက်အပိုင်းတက်မှာရှစ်မြို့နယ်ရှိပြည်သူလူထုကသွားမဲသေးအောင်သွားမကြည့်ကြဘူး ရုပ်သာအောင်ပြောပြ။ဘာမှကြည့်ကြအောင်။ပါတယ်မပါလဲစိတ်ဝင်စားဘူး။အဲ့တော့သူတို့ထင်ထားတာကရွေးကောက်ပွဲမှာတော့ရွေးကောက်ပွဲကနေပြီးတော့တက်လာမယ်အထိုးရနိုင်ငံရေးပြင်ပြောင်းလဲမှုတွေလုပ်မယ်။ဘာညာပြောထားတော့လူတို့ကပါလာမယ်လို့ထင်တယ်။လူတို့ကခင်ဗျကိုဝန်းတာကိုအတိတယ်။လူတို့ကဘလောက်ဒုက္ခရောက်နေသူတို့အတိဆုံး။ပြန်လာတိုင်းလာတိုင်းချင်းချောက်ပြီးတော့စစ်ပူရန်ကြီးကောက်နေတာရှိတယ်။ကိုသားသမီးတို့ခင်ဗျအချိန်မတော်ဖမ်းလမ်းမှာတွေ့ဖမ်းသွားစစ်တပ်တဲ့ထဲနေတာရှိတယ်။ဒီလိုကောင်မျိုးတွေလုပ်တဲ့ရွေးကောက်ပွဲကိုခင်ဗျစစ်ဟိုပြည်သူလူထုကဘလို့လုံးစိတ်ဝင်စားမှာလဲဗျ။အဲ့တော့ ပြည်သူလူထုကစိတ်ပူင်စားလာတဲ့အခါကျတော့စစ်တပ်ကဆော့ပါဝါကိုတုံးလာဆော့ပါဝါကိုတုံးလာတော့ဆော့ပါဝါတုံးလာဒီကောင်ကစစ်တပ်စစ်စင်ကိုထပ်ပါဝါကိုဆော့ပါဝါကိုနှမျိုးလုံးမှတုံးနေတာရှိအဲစစ်တပ်စစ်တိုက်တဲ့နေရာမှာလည်းသူတို့တုံးနေရှိလို့ဒီဘက်မှာလည်းတုံးနေရှိပြီးတော့ကျွန်တော်တို့လူ့ဖွဲ့စည်းတွေကိုထိုးခွဲချလိုက်ထိုးခွဲလိုက်ကျွန်တော်ဘန်းစကားပြောထိုးခွဲချအဲ့မှာကျွန်တော်တို့အစိမ့်စိမ့်မှာမှာကွဲထွက်ပေါ့ဟုတ်ပြီခုနကကိုသလိုင်းပြောလို့ဒီအမှုပညာရှင်တွေကစစ်တပ်ရဲ့ရုပ်ောက်ပွဲအတွက်ပူပေါင်းပါဝင်ဆောင်ရွက်လို့အဲကျွန်တော်တို့ကလူမှုရေးပြည်ထောင်ပေးမယ်ဆိုရင် ကျွန်တော်ဥပမာတစ်ခုထပ်ပြောချင်တယ်နေတိုးသည်ရခိုင်ဖြစ်တယ်နေတိုးသည်အကယ်ဒမီလည်းပေးထားတယ်အဲဒါစစ်တပ်ကဥပမာတချို့အရင်ကဆိုမိုင်းတဲတောင်ကြော်ညာခဲ့တာဗျာဒါပေမဲ့နေတိုးနဲ့ပတ်သက်ပြီး AI ကတာဝန်ရှိတဲ့သူတွေထုတ်ပြောတာကိုယ်စလိုက်မြင်မိလားကြားမိလားကျွန်တော်တို့ဒါကိုနမူနာယူဖို့လိုတယ်အဲ့တော့တစ်ဖက်တစ်လမ်းမှာခင်ဗျနေတိုးကပတ်သက်နေရှာနေပြီး AI ကိုထောက်ပံ့မနေဘူးလို့ကျွန်တော်တို့လည်းမပြောနိုင်ကျွန်တော်လည်းမသိဘူးဒါအန်စင်းတွေပဲအန်စင်းတွေပဲမသိနိုင်ဘူးအဲ့တချိန်တော့ ဒီ NLD ကလုပ်တဲ့ campaign တွေ project တွေမှာဒေါ်လာတွေတန်းနေနေချီဝယ်ကြတဲ့သူတွေကပြည်တွင်းကလူတွေအများကြီးပါတယ်ကျွန်တော်ဘယ်သူတွေပဲပါသားမသိတာပြည်ပကလူတွေကြီးပဲဝယ်နေတာမဟုတ်ဘူးဒီကနေ့ဒီကနေ့တော်လန်ရေးကိုထောက်ပို့နေတဲ့သူတွေရဲ့ထောက်ပံ့မှုအများဆုံးဒီမြန်မာနိုင်ငံလူတွေထောက်ပံ့တယ်အဲ့တော့အထက်မှာနေတဲ့လူတွေလည်းဖြစ်နိုင်တယ်နေသားမှာနေတဲ့လူတွေလည်းဖြစ်နိုင်တယ်လူမျိုးနေမှာရှိတဲ့လူတွေလည်းဖြစ်နိုင်တယ်ဒါကျွန်တော်ဥပမာပြောပြတာအဲ့တော့ဒီ ဒီအမှုပညာရှင်တွေဆိုတဲ့လူတွေမှာလဲသူကရောက်နေတဲ့နေရာပေါ့ဗျာတချို့ကတော့ပြောတာပေါ့အစိုးရနိုင်ငံခြားထွက်လာပါလားသူတို့သူတို့နေရာမှာမနေနဲ့ပေါ့ကျွန်တော်တို့ထွက်လာခဲ့တဲ့လူတွေကိုလည်းအတိအမှန်ပြုပါတယ်ချီးကျူးပါတယ်ခုံလဲခုံယူပါတယ်သူတို့နဲ့အတူလည်းပြောရှင်ရတယ်ဝမ်းသာတယ်ဝမ်းနေရခံစားမှုတွေဖြစ်ပါတယ်ခံစားမှုတွေဖြစ်ပါတယ်ကျွန်တော်တို့ကျွန်တော်ကျွန်တော်တိတ်ကြိုက်တဲ့ဆိုတော်တွေရှိအမင်းကလေးပါပြောရှိရောပါလို့ကျွန်တော်ဟိုးတုံးနဲ့ကျွန်တော်သဘောကျဟလာဘယ်လိုသဘောကျလဲအဲ့တော့သူတို့ရဲ့ဖြတ်တန်းမှုတွေလည်းကျွန်တော်အတိအမှန်ပြုတယ်အဲတစ်ဖက်မှာကြတော့လည်း အခြေအနေတို့ကျွန်တော်တို့နားလည်ဖို့လိုတယ်ကျွန်တော်တို့ကစစ်တပ်ဖြစ်စေခြင်းတဲ့အတိုင်းဖြစ်လို့မရဘူးဒါပေမဲ့အရေးကြီးတော့စစ်တပ်ဖြစ်စေခြင်းတဲ့အတိုင်းဖြစ်လို့မရဘူးရွေးကောက်ပွဲကပြည်သူလူထုလုံးဝစိတ်ဝင်စားဘူးဂျကန်လုံးရပြောရင်ဗျာစိတ်ဝင်စားတဲ့ဂျကန်တို့အများဆုံးရှိအဲ့တော့အဲ့လိုအခြေအနေမှာစစ်တပ်ကသူ့ဟာသူဘလို့နီးလန်းနဲ့ပဲတုံတုံအခုကတော့ဗျာပုပ္ပင်လင်းပြောတာလက်ထိတ်နဲ့တနက်နဲ့ပြပြီးတော့ချင်းချောက်ပြီးတော့လှုပ်တာဗျာထောင်ထဲထည့်ထားလိုက်မယ်အဲ့ဒီမှာတစ်ဖက်ကစစ်တပ်ထောက်ခံတဲ့သတင်းသမားအယောင်ဆောင်တွေကလည်းဟိုဖိပြီးတော့ချင်းချောက်တာပေါ့ဗျာသိတယ် ထောင်ထဲထည့်ထားလိုက်မယ်လို့ဥမာခုနအောင်ခိုင်ပြောသလိုပေါ့အောင်ခိုင်သူပြောရလေအနိုင်ငံရေးအပြောင်းလဲဖြစ်သွားတယ်မလို့ထောင်ထဲကမထွက်ရဖြစ်သွားမယ်ဆိုတာမျိုးမဒိုင်ယန်လိုကြီးရဲ့ဒိုင်ယန်ချင်းချောက်တာလူတွေကိုလူတွေဒီလိုကောင်မျိုးတွေကတော့ခမပြင်းပြင်းထန်ထန်ဟိုကျွန်တော်တို့ဟိုဟိုတုတ်မြန်ပဲပြင်းပြင်းထန်တုတ်မြန်အဲ့တော့အယောင်နေရှိတယ်ဗျာဟိုဘလူကလုံးဝအမဲပဲသွားတယ်ဘလူက gray လဲဘလူကအဖြူလဲကျွန်တော်တို့ဒီလိုမျိုးတော့ခွဲခြားဖို့လူတွေအဲ့မှာပြီးခဲ့တဲ့ရပိုင်းရ ခြေဖမ်းရဆိုတဲ့အဆိုတော့ကျွန်တော်တို့သိပ်မတိဘူးဒါကျွန်တော်တို့အတက်ကတည်းကကြီးပြီးတော့ကျွန်တော်သိပ်မတိဘူးအမှန်တမ်းပြောအဲကျွန်တော်ဒုမုကွေရမှာတက်လာတော့ကျွန်တော်ကြည့်မိအဲတော့ကိုယ့်ကိုမထိခိုက်အောင်နေရမယ်တဲ့ကိုယ့်ကိုမထိခိုက်အောင်နေရမယ်ဒီလိုကာလာကြီးမှာမထိခိုက်အောင်နေရတာမန်ကြည့်တော့ဒါလက်ခံစရာကောင်းတယ်လို့လူတွေကထင်ပါပေါ့ဗျာတကယ်တော့အခုအခုအမှုပညာရှင်တွေထဲမှာကိုယ့်ကိုမထိခိုက်အောင်နေတဲ့လူတွေအကုန်လုံးပါတယ်ပါသွားပြီဘလို့မထိခိုက်အောင်နေမှာလဲ ီကောင်နေအုပ်ချုပ်နေသူတွေဒီကောင်နေလက်ထဲမှာတနတ်ထည့်ပြီးတော့လုပ်နေသူတွေကတော့ကိုယ်မထိကအောင်နေလို့ရတယ်ဆိုတာမရှိဘူးဘယ်နဲ့ကိုယ်လည်းရောက်လာမလဲဆိုတာပဲရှိတယ်ကိုယ်မထိကအောင်နေလို့ရတယ်ဆိုတာမရှိဘူးဘယ်နဲ့ကိုယ်ကိုယ်လည်းရောက်လာမလဲဆိုတာပဲရှိတယ်အဲ့တော့ဟိုအကုန်လုံးပြာသိတယ်မလားခံဝင်နေထိုးဟိုဟိုနေကြရတာပဲဗျာတကယ်တကယ်ကြာသိတယ်မလားခံဝင်နေထိုးတယ်အဲ့လိုပေါ့ဗျာပထမရှာတဲ့လူကလည်းရှာကြတယ်ပေါ့ဆိုတော့နေနေကြတယ်ဒီအချိန်လေးမှာဘာလဲဆိုတော့ကျွန်တော်တို့ခံမပြောနဲ့ခိုင်းတာလို့ အဲ့တော့ပြောချင်တာတော့ဗျာဟိုအာနာရှင်စနစ်စိုးခြုံငိမ့်မှာပဲကျွန်တော်တို့ဒီဘောကလွတ်မှာနော်ဒီဘောကလွတ်မှာအဲရွေးကောက်ပွဲဆိုတာကအခုစစ်တပ်လုပ်နေတဲ့ရွေးကောက်ပွဲဆိုတာအခုတချို့ဝင်ကြိုင်ကြတဲ့လူတွေပြောတယ်အာဒါကပြည်သူလူထုတွေထွက်ပေါက်တယ်မနာပြည်သူလူထုတွေထွက်ပေါက်မဟုတ်ဘူးပြည်သူလူထုတွေထွက်ပေါက်မဟုတ်ဘူးစစ်အာနာရှင်နဲ့အပေါင်းပါတွေတွေထွက်ပေါက်လုပ်နေတာသူတို့အတွက်လုပ်နေတာပြည်သူလူထုတွေလုပ်နေတာမဟုတ်ဘူး2010ရွေးကောက်ပွဲနဲ့ အဲအခု2020အခု25ရွေးကောက်ပွဲပေါ့နော်ဒါ NND နဲ့ဒေါအောင်ဆန်းစုကြည်မှာပါတဲ့ရွေးကောက်ပွဲ2020ကနေတော့ဒီဘက်25အထိကြာပြတ်ရွေးကောက်ပွဲတွေမှာပါတဲ့ရွေးကောက်ပွဲအဲ့ဒီရွေးကောက်ပွဲတွေမှာပြည်သူလူထုကဘလို့တုံ့ပြန်လဲဆိုတော့ကျွန်တော်တို့ပြန်ကြည့်ရင်သိတော့ပြန်ကြည့်ရင်သိအဲ့တော့ဟုတ်ပြီအမှုပညာရှင်တွေကိစ္စကျွန်တော်ပြန်ပြောပြမယ် NND အောင်နိုင်ရေးကိုအမှုပညာရှင်တွေလုံမပေးခဲ့ဘူးလားဆိုတော့လုံပေးခဲ့လုံပေးခဲ့ခမအောင်နိုင်ရေးကာကြီးနဲ့တနိုင်ငံလုံးလှည့်ပြီးတော့အမှုပညာရှင်တွေဖြောပြေးနေလှုပ်ခဲ့ကြတာပဲ အဲ့ဒါကမြတနတ်ထောက်ပြီးခိုင်းခဲ့တာမဟုတ်ဘူးတနတ်ထောက်ပြီးခိုင်းခဲ့တာမဟုတ်ဘူးရုပ်တွေကိုကြည့်လိုက်သူတို့ရဲ့ emotion တွေကိုကြည့်လိုက်သူတို့တက်တက်ကြွကြွနဲ့တကယ်ကိုငါတို့တော့အပြောင်းလဲကိုငါတို့ကိုယ်တိုင်ပါမရတော့မယ်ပြည်သူလူထုတော့ပါသင့်တယ်ဆိုပြီးလှုပ်ခဲ့တာဗျဟိုတနတ်ထောက်ပြီးလှုပ်ခဲ့တာမဟုတ်ဘူးဒီကနေ့ဒါနိုင်ငံတကာမှာရောက်နေတဲ့ပမာကြီးရုပ်ောက်ပဲဘယ်လောက်စိတ်ဝင်စားလဲတန်ယုံနေတာအကြိမ်ကြိမ်ထုတ်ပြန်နေတယ်ကြိုတင်မဲပေးလို့ရပါပြီလဲပြောတယ်အမဲစီနေကြည့်ကြပါစစ်ကြပါပြန်လျှောက်ကြပါလို့ပြောတယ် ဟိုတချိန်ရွေးကောက်ပွဲတွေတော့ခင်ဗျစင်ကာပူလိုနေရာမျိုးမှာလူတွေကညှိနှိုင်းပြီးတော့မဲပေးဖို့ဟိုစောင့်ငင်ကြတာဗျာထိုင်းနိုင်ငံမှာလူတွေကဟိုသူတို့အတွက်တော့အပြောင်းအလဲဖြစ်တော့မယ်လို့ယုံကြည်ပြီးတော့ရွေးကောက်ပွဲပူပေါင်းပါဝင်ခဲ့ကြတာဗျာပြည်သူတွေကအခုဗျာပွင့်လင်းပြောအဲ့တော့ကလူတွေလည်းအခုထိုင်းမှာရောက်နေမြန်မာတွေအများကြီးပဲတန်ရုံးမှာခင်ဗျမဲသိန်းသွားကြည့်ပါလေဆိုပြီးတော့တက်တက်ကြွကြွဗီဒီယိုရိုက်ပြီးတင်တဲ့လူဘယ်နှယောက်များကျွန်တော်တို့မြင်ဘူးလို့ဒါရီယံရွေးကောက်ပွဲကိုပြည်သူလူထုစိတ်ဝင်စားဖို့ဆိုတာအဖြေတွေပဲ ဟိုကျွန်တော်ဒီတော့ပြောကြတယ်အများကြီးရှိတယ်ဒါကျွန်တော်ထင်သာမြင်သာနဲ့ဟာထုတ်ပြီးပြောပြအဲ့တော့ပြည်သူလူထုကသိပါတယ်ပြည်သူလူထုကိုရှော့မတွေ့ပါနဲ့เนาะရှော့မတွေ့ပါနဲ့အဲ့တော့ကျွန်တော်ကျွန်တော်အမြင်ကတော့ဒီလူတွေကိုဆန္ဒပြတင်သလားတပိတ်မောက်တင်သလားဆိုတော့တပိတ်မောက်တဲ့လူတွေကိုလည်းကျွန်တော်အနေနဲ့မကန့်ကွက်ဘူးဒါသူတို့ရဲ့ right သူတို့ရဲ့အခွင့်အရေးလောက်ပါဟုတ်ပြီဒီအခြေအနေကိုတော့ငါတို့နားလေတယ်ဒီလိုဒီလိုတော့ရှိပါတယ်လို့ပြောနေတဲ့သူတွေကိုလည်းကျွန်တော်ကတော့မကန့်ကွက်ဘူးကျွန်တော်နားလေတယ် ဘာလို့လဲဆိုတော့လူဆိုတာကိုယ်ရောက်နေတဲ့အခြေအနေနဲ့ရောက်နေတဲ့နေရာပေါ်ရဲ့တုံ့ပြန်မှုနဲ့အခြေအနေတွေပေါ်မှာကြည့်ပြီးတော့ပဲတုံ့ပြန်ဆောင်ရွက်ကြရတာဟုတ်ဗျဟုတ်လားအဲ့တော့တေချာတာတော့စစ်တပ်ကဆက်အုပ်ချုပ်နေမယ်စစ်တပ်အလိုတော်အစိုးရဆက်အုပ်ချုပ်နေမယ်ကျွန်တော်ကျွန်တော်တို့ကတော့ဒီလိုမျိုးပဲအမှုပညာရှင်တွေလိုမျိုးချိန်ချောက်ခံပြီးတော့မလုပ်ချင်တာဟုတ်လောက်ရတဲ့အဖြစ်မျိုးတွေတော့ကျွန်တော်တို့နိုင်ငံသားတိုင်းမှာတစ်ချိန်မဟုတ်တစ်ချိန်ကြုံလာမှာပဲအဲ့တော့အမှုပညာရှင်တွေကိုပဲသုံးသုံး ဘလို့ပဲလှုပ်လို့နေကြတာတော့ပြည်သူလူထုကဟိုလုံးဝရွက်ောက်ပွဲနဲ့ပတ်သက်လို့စိတ်ဝင်စားအောင်သူတို့ကြောက်တော့ကြောက်တာပေါ့ဗျာကြောက်တရားနဲ့တော့သူတို့နေထိုင်နေရတာအဲ့တော့ကျွန်တော်တို့ရွက်ောက်ပွဲကိုမပူးပေါင်းပါနဲ့လို့ပြောရင်ဒီရွက်ောက်ပွဲကိုဘလို့ကြော်ဖြတ်ကြမလဲဆိုတဲ့နီးလန်းနေလဲပေးဖို့လိုတယ်အဲကျွန်တော်ကြီးကွယ်မြတ်ကွယ်ရနေပြီးတော့အာမင်းတို့ဟိုလိုလုပ်ပါလားဒီလိုလုပ်ပါလားလို့တော့အများအားပြောနေလို့တော့မရဘူးဘာလို့တော့ပြည်သူလူထုကသူ့အခြေအနေနဲ့သူ့အချိန်ကာကိုကောင်းကောင်းသိကြပါ သူတို့ဘလို့တုံ့ပြန်မယ်ဆိုတော့ကောင်းကောင်းသိပါဟုတ်ကဲ့ပါကိုစလိုက်ဒါကတော့ဟိုဒါကျွန်တော်တို့ပြည်တွင်းမှာရှိနေတဲ့အခြေအနေတွေကိုကျွန်တော်တို့ဟိုပြန်လည်ဆွေးနွေးခဲ့ကြတာပေါ့နော်အဲ့တော့ဒီဖြစ်စဉ်ကနေပြီးကျွန်တော်တို့ဘာတွေနမူနာယူရမလဲဘာတွေသင်ခန်းစာယူရမလဲဒီလိုင်းအဲ့ဒါလေးဆွေးနွေးပြပါကျွန်တော်ကကိုတန်ထောင်ပြောခဲ့တဲ့ဆရာနာရှင်တွေဖြစ်စေခြင်းတဲ့အတိုင်းကျွန်တော်တို့ဖြစ်လို့မရဘူးဆိုတဲ့စကားလေးကိုကျွန်တော်ဖြစ်ပြီးဆွေးနွေးခြင်းတယ်။ဒါကဘာလဲဆိုတော့ အခုဒီခေတ္တမိုင်းကိုဒုံဆိုင်တဲ့ဇကားမှာပါတဲ့နာမည်ကြီးအမှုပညာရှင်တွေရောအခုယူကိုပွဲမှာကမ်ပိန်းမှာပါတဲ့အမှုပညာရှင်တွေရောအကုန်လုံးအသိအကျုံပြီးတော့စစ်ကောင်စီကသူတို့ရဲ့အိတ်ကတ်တွေကိုဆွတ်ထည့်လိုက်တယ်ပေါ့ဗျာဒါကမ်ပိန်းမှာပါခိုင်းတာဒါသူတို့ဘက်ခြမ်းကိုအတင်းဆွဲခေါ်ပြီးတော့ဖျားပေးပြီးလုခိုင်းတာပဲသူတို့သဘောတဘာဝနဲ့ဆိုလို့ရှိရင်တော့ကိုသဘောနဲ့ကိုလာလုံးကြရဲဆိုတော့အကုန်လုံးကညင်းမှာတော်တော်များများညင်းမှာပေါ့နော်ဘာဖြစ်လို့ညင်းမှာလဲဆိုတော့အလုံးသိကြရတဲ့အတိုင်းပဲဗျာအဲလူတို့ကစန့်ကျင်သပိတ်မောက်တဲ့အခါမှာဒီအင်အားကြီးကတိတ်ကြီးရရှေ့မှာဆိုရင်ဒိန်းတော်က နမူနာပဲပေါ့ဗျာဒိန်းအောင်ဒီအဲဒီဟာတာအစည်းအုံးဆိုပြီးတော့လုပ်တယ်အဲပြီးလို့ရှိရင်မဲအောင်လိုင်းကိုကျိုးကျိုးပွဲတွေမှာသွားပါဝင်ပြီးတော့မှဂျောင်းကိုဘောမာတယ်ပေါ့ဗျာဂျောင်းကိုစစ်တဲ့ဘက်ကရက်တည်တယ်ရက်တည်တဲ့အခါမှာလူလူကလည်းအဆန့်ကျင်တော့သူ့ကိုပွဲငားမဲ့လူတွေမရှိတော့ဘူးနောက်ပြီးတော့သူ့ပါတဲ့ရုပ်ရှင်ကလည်းယုံတင်ပြီးမ မပြရတော့အဲ့လောက်ထိကိုချင်းနေစိုးသွားတယ်ဘယ်သူမှသူ့ကိုပိတ်ပင်ထားတာမဟုတ်ဘူးเนาะစစ်တပ်ကလည်းရိုက်ခွင့်ပေးထားတယ်ပုံတော့ဆိုရင်ဥကြောသူတို့ဆိုရင်ဒါစစ်တပ်ကအမှုပညာလုတ်ခွင့်ကိုပိတ်ထားတာရုပ်ရှင်မရရဥစားခဏတို့ဒါဥကြောသူတို့ဆိုရင်မရရမလုတ်ရနဲ့အမှုပညာလုတ်ခွင့်ကိုပိတ်ထားတာဒါပေမဲ့ဒိန်းအောင်ဘယ်သူမှမပိတ်ဘူးဒါပေမဲ့လူလူကပဲပိတ်ပေးလိုက်တာအဲ့တော့ဒိန်းအောင်လုံးဝအကြက်တွေ့သွားတယ်เนาะဒုက္ခရောက်သွားတယ်အဲ့တော့အဲ့ဒီအချိန်မှာ ဒီအမှုပြသမားတွေကလည်းတည်တယ်သူတို့စစ်တပ်ဘက်ကနေရိုက်လို့ရှိရင်တော့အခုလိုမျိုးလူတို့ရဲ့ boycott ကြုံရတယ်ဒုက္ခရောက်မယ်ဆိုတာသူတို့တည်တယ်အဲ့ဒါကြောင့်သူတို့မလုပ်ချင်ကြအောင်ဒါပေမဲ့အတင်းဖျားပေးပြီးလှုပ်ခိုင်းလိုက်တယ်လှုပ်ခိုင်းလိုက်တော့စစ်တပ်ကသူတို့ဘာဖြစ်စေချင်တာလဲဆိုတော့မင်းတို့လူတွေကတော့ငါတို့ကတော့ငါတို့ရဲ့အမဲအောင်ဘက်ကိုဆွဲပြီးတော့တင်းလိုက်ပြီးကတ္တရာပုံတုတ်လိုက်ပြီးအမဲတုတ်လိုက်ပြီးမင်းတို့လူတွေအကုန်မဲသွားပြီး ဆိုတဲ့အခါကြလို့ရှိရင်ဒီဘက်တော်လိုင်းဆိုင်ဘက်ကအဖြူဘက်ကလူတွေကလည်းမဲသွားတဲ့လူတွေကမဲရကောင်းလားဆိုပြီးဝိုင်းပြီးတော့ဆန့်ကျင်စီးကျင်နေပြောစီကျင်နေအဲတိုက်ခိုက်စီကျင်နေအဲ့လိုတိုက်ခိုက်တဲ့အခါကျရင်အမှုပညာရှင်တွေပေါ့နော်တကယ်ကိုပြည်သူဘက်ကရက်တီပြီးထောင်ချတန်းချလုပ်ခဲ့တဲ့လူတွေကမတွေးမလဲဆိုတော့အာငါတို့ပြည်သူလူထုအတွက်ဒီလောက်ထိလုပ်ခဲ့ပြီးတော့ငါတို့ပေါ်ဒီလူလေးတောင်စာနာမှုမရှိဘူးကွာငါတို့ထောင်ချခဲ့တာတွေငါတို့ဒုက္ခခံခဲ့တာတွေကအလကားပါလားဆိုပြီးစိတ်သက်ကြ ပြီးလို့ရှိရင်သူတို့စစ်ကောင်စီနဲ့ပူးပေါင်းအဲ့ဒီအမှုပညာသမားတွေအားပေးတဲ့ထောက်ခံတဲ့သူတွေကလည်းစစ်တပ်ဘက်ကိုအဲဒါဒါ indirect အားပေးတဲ့ပုံစံမျိုးတွေပေါ့ဗျာသူတို့ကတော့ဒီခေါင်းမှန်းအကုံစားပေါ့အမှုပညာသမားတယောက်ရရင်အဲ့နောက်ကပေးတဲ့အကုံစားပေါ့ဒီလိုဒီလိုမှန်းထားပြီးတော့မှဒီလိုလုပ်တယ်လို့ကျွန်တော်တော့ယူဆတယ်ဒါသူတို့ဖြစ်စေချင်တာပေါ့ဒါပေမဲ့ကျွန်တော်တို့ပြည်သူလူထုဘက်ကတော့ဒါဖြစ်လို့အသိဉာဏ်လို့ကျွန်တော်ယူဆတယ်အဲ့လိုဖြစ်သွားရင်တော့အဲစစ်ကောင်စီရဲ့ထောင်ချောက်ထဲကိုဝင်သွားနိုင်ပါတယ်ဒါကြောင့်မလို့ဟို အချိန်ကာလတစ်ခုစောင့်ကြည့်ပြီးတော့အခါမှတန်လေဘသူကတော့လုံးဝအမဲဘသူကတော့အဲခုနမိခိုးရောင်ဘသူကတော့အဖြူဆိုတာကိုကျွန်တော်တို့သတ်မှတ်နိုင်မှာဖြစ်ပါတယ်ဒီလိုနည်းနဲ့ပဲပြည်သူကလည်းသတ်မှတ်ကြလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်ဗျဥပမာဆိုရင်ဗျာဟိုခေတ်ကဆိုရင်အားလုံးဒီအတိုင်းပဲအဲဦးကျော်ဟင်းတို့နော်ကျော်ဟင်းတို့ဒွေးတို့လည်းအဲဒီစစ်ကားရိုက်တာပဲစစ်ကားမရိုက်ဘူးတဲ့မင်းသားဆိုတာမကြည့်တော့ပါပဲမြန်မာပြည်မှာနော်ဟိုဒါအခုဒေါ်လာရေးဆိုင်ဘက်မှာပါဝင်တဲ့ဒါကိုမင်းမော်ကွန်းတို့ကဆက် ဒါဟိုတော့ဆိုလည်းဒါအတင်းဖိအားပေးလို့ရိုက်ခဲ့ရတဲ့ဟာကြီးပဲဥစဉ်ဝိုင်းတော့ဆာရိုက်ခဲ့ရတဲ့ဟာတွေကြီးပါမယ်အားလုံးသိကြပါတယ်နော်ကျော်ရင်ဆိုငွေလဲမွေးချွေလဲမွေးနဲ့အကယ်ဒမီရတယ်အရန်အောင်တို့စိုးသူတို့ကိုကိုလေးမောင်တို့စားတဲ့ပုံပြအကုန်ရိုက်ကြရပါတယ်ဒီဘက်ကနောက်ပိုင်းမင်းသားတွေဖြစ်တဲ့နေတို့လိုမြင်းမြတ်တို့ဒါဒါတွေကိုသူတို့မရိုက်ရတာပေါ့နော်အခုတော့လဲသူတို့ကတပိုင်းတစ်ပတ်လဲအဲစစ်တပ်တွေမရိုက်တော့လဲပဲအဲစစ်ကောင်စီရွေးကောက်ပွဲတော်တော်ရိုက်နေရပြီပေါ့ဗျာ ပြောချင်တာတစ်ချိန်တော့လူ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 ကတိတယ်ဗျာဒီဥပညာရှင်တွေစစ်တပ်အတွက်ရိုက်တယ်ဆိုတော့ညာလဲဘယ်သူကတော့ပြောင်းဘောမှပြီးတော့မှပါသွားတယ်ဘယ်သူကတော့ဒီသူဘက်မှာအာရက်တည်တယ်မဖြစ်သားလို့လုပ်ရတယ်ဆိုတော့ဒီသူကတိတယ်ပြီးတော့မှဒီသူကအဲ့လိုမျိုးပဲအဲတန်ဖိုးထားပါတယ်ဗျာဒီတိုင်းမှာပဲနောက်တစ်ချိန်အခြေတကာတစ်ခုမှာကျေနော်ဒီလိုပဲဆုံးဖြတ်ပြီးတော့မှဒီသူလူလူကသူတို့ တကယ်စစ်မှန်တဲ့အနုပညာရှင်တို့အားပေးကြမယ်စစ်တပ်ဘက်ကနေဘောမမဲ့ဘောမတဲ့အနုပညာရှင်တို့တို့ဘိုင်းကောလောက်ကြမှာဒါလုံးဝတည်ကြပါတယ်ဒီတောက်လျှောက်စောင့်ကြည့်နေတာပေါ့ဗျာပြည်သူကတော့ပေတော်မှဒါကိုလက်လျှော့သွားမှာမဟုတ်ဘူးဆိုတော့ဒါတည်ကြတယ်အဲ့တော့အဲဒီချက်ကိုလည်းဒါဖြည့်ဆွေးနွေးခြင်းနဲ့နောက်တစ်ချက်ကတော့တစ်ချိန်လုံးကတော်လိုင်းမှာစတင်ပါဝင်ခဲ့တယ်နောက်ပြီးတော့အဲကျွန်တော်တို့အဲဒီအဲ့ချိန်တော့ပါဝင်လာတော့ပြည်သူလူထုကမပိုင်ဘိုင်းကောလောက်မှာကြောက်တာလဲပါတာပေါ့ဗျာစိတ်ပါလို့လုတ်တဲ့လူလဲပါတယ်လို့ဘိုင်းကောလောက်မှာကိုကြောက်လို့ ပါတဲ့လူတွေပါတာပေါ့နော်ပါပြီးတဲ့အခါကျတော့နောင်ဟိုဖိုင်းရဲ့စီရဲ့အဲတခါတည်းဟိုအကြံပန်းအနေနဲ့စစ်ကောင်စီက blue sign တီးပြီးတော့မှရရဆက်ဆက်တွေလုပ်တဲ့အခါကျတော့မဖြစ်လေခံဝင်ပြန်ထိုးပြီးတော့မှမတိမတာဈာနေလိုက်တယ်ဒါပေမဲ့ဈာနေတော့လည်းပဲအခြေတန်တော့အာနာရှင်ဆိုတာဘယ်သူ့ကောင်မှလုံးမပေးဘူးပဲအိမ်တကောက်လာခောက်ကြလိမ့်မယ်လို့ကျွန်တော်ရှေ့ကတည်းကလည်းပြောခဲ့တယ်အခုလာခောက်တာပဲပေါ့နော်သူတို့ကတော့ဒီခင်ဗျားတို့အမှုပညာရှင်တွေနော်အခုလုပ်နေတဲ့သူတွေ ထမင်းငှက်ရောမကလို့ဘွားပြက်ရောမကလို့ဘာဖြစ်ဖြစ်သူစိတ်မဝင်စားအဲ့ဒါသူတို့ကိစ္စမဟုတ်ဘူးသူတို့ကတော့ခမားတို့ရဲ့အမှုပညာနဲ့ခမားတို့ပေးတဲ့အပေးမှုတွေအကုန်လုံးအသုံးချသူတို့တို့အသုံးချမယ်သူတို့တို့ခေါ်ခိုင်းမယ်သူတို့တို့အဲလုံခိုင်းမယ်ပေါ့နော်သူတို့အောက်ခြေကစစ်သားတွေကိုတောင်မှပဲသူတို့ကရှေ့တန်းမှာနော်ဒီလောက်ရန်သူတွေပတ်ချလဲဝိုင်းနေတဲ့နေရာဒရုန်းတွေနဲ့ဘုံတွေကျဲဆက်တက်နေနဲ့ပြစ်နေတဲ့ကြောင်အတင်းတက်ခိုင်းအတင်းသေးခိုင်းပြီးတော့မှအသက်တွေစည်ရေးနေတာဒီအမှုပညာရှင်ဒီရဲ့ဘဝတွေလောက်ပြီးတော့သူတို့ထဲ့ကိုမစင်စားဘာဖြစ်နေနေ ပေါ့နော်အဲ့ဒါကြောင့်မလို့ဒီလိုလူတွေဆက်အုပ်ချုပ်နေတဲ့ရွေးကတော့ကျွန်တော်တို့တိုင်းပြည်ကအခုလိုမျိုးပဲနောက်လျှောက်ဟိုဖိအားပေးခံအထမစီခိုင်းခံချောဆွေးခံလူခွေချိုးပေါက်ခံရတဲ့အခြေအနေကဖြစ်နေမှာပဲပေါ့နော်အဲ့တော့ဟိုတချင်းစာသားလေးတို့သွားတရေရတယ်ထားရမှာနေစေရသွားနွားနဲ့မချားပြီဆိုတာကျွန်တော်တို့အခုလေမြန်မာနိုင်ငံကပြည်သူလူထုတွေရောဒီအမှုပညာရှင်တွေရော အကုန်လုံးကထားရမှာနေစေရသွားနွားနဲ့မချားတဲ့ဘဝတွေဖြစ်နေတာပါဒါကိုကျွန်တော်တို့တတိတံဝေကရဖို့လိုတယ် ဒီလိုခေဆိုးခေပြက်ဒီအာနာရှင်စနစ်ကြီးအောက်ကနေကျွန်တော်တို့အတူတူရုံးမအတူတူဖောက်ထွက်ကြမှာဒီယာကြီးကိုချုပ်ငင်းအောင်လုပ်နိုင်မှာကျွန်တော်တို့လည်းအေးချမ်းမှာဖြစ်လို့နောင်လာနောင်သားရဲ့လည်းအေးချမ်းမှာဖြစ်ပါတယ်ဒီချက်ကလေးကိုပဲအမြင်မပြတ်အမှတ်ရပါပြီးလို့ရှိရင်ရွေးကောက်ပွဲမှာရတဲ့နည်းနဲ့စန့်ကျင်ပါရတဲ့နည်းနဲ့ကိုယ့်ကိုအန်ရယ်မကြရအောင်လို့ဟုတ်လားအာဟိုဒါညံလွှာတုံးပြီးတော့မှဆောင်ရွက်ကြပါဒါ ਉਹ ပဲကျွန်တော်တိုက်တွန်းချင်ပါတယ်ဗျာ ဟုတ်ကဲ့ပါကိုစနိုင်းကြီးအခုလိုပြည့်ပြည့်စုံစုံဆွေးနွေးပြီးတော့လည်းကျေးဇူးတင်ပါတယ်ကျွန်တော်တို့ပြည်သူလူထုတွေကတော့တနက်ဟိုရင်တော့တကယ်ပေါ်တာဓာထန်ဓာထုတ်ဓာထောက်ပြီးတော့ဟိုဟိုချိတ်ချောက်ခံတာပေါ့နော်အခုကတော့ဓာထောက်ဟိုလူစိုးတခိုးတွေပူစောကြီးတွေကလည်းဓာထောက်သေးတယ်အဲ့တော့တနက်ကင်ထားတဲ့ကောင်တွေကလည်းတနက်နဲ့ထောက်သေးတယ်ကိုကတော့ဓာထောက်တဲ့အဆင့်နဲ့ကြောနေတနက်နဲ့ထောက်တဲ့အဆင့်ပေါ့ဗျာသိတယ်မလားအဲ့တော့အဲ့လိုအခြေအနေတွေဖြစ်နေတော့ကျွန်တော်တို့ကတော့ပြည်သူလူထုအနေနဲ့ကျွန်တော်ကျွန်တော်ပြည်သူလူထုကိုကျွန်တော်ယုံတယ် ဒီလူလူကကျွန်တော်တို့မြန်မာပြည်သူလူလူကနိုင်ငံရေးကအယံဝါကြတာသူတို့ဘလို့အခြေအနေမှာဘလို့ဖြတ်တန်းရမယ်ဆိုတော့သူတို့ကောင်းကောင်းသိပါတယ်အဲ့တော့ကျွန်တော်တို့ပြည်သူလူလူအနေနဲ့လဲဒီမင်းတို့မင်းညစ်ဘေးကနေပေါ့အများဆုံးကင်းဝေးပါစေပေါ့နော်ကင်းဝေးအောင်လဲတက်နိုင်တဲ့ဘက်ကနေစူးစမ်းကြရအောင်လို့ပြောရင်းနေပဲကျွန်တော်တို့ဒီနေ့ဆင်းရဲတာလေးကိုနေကုန်းချုပ်ချင်ပါတယ်ဗျဟုတ်ကဲ့ပါကုသနာကျွန်တော်လဲမြန်မာပြည်သူတွေဘေးရန်နေတဲ့သူတွေကနေကင်းဝေးပြီးတော့မှ ဒီဖြစ်စုဖြစ်ပျက်ကြီးတွေကနေအများဆုံးကြုံလာနိုင်ကြပါသေးတယ်။အဲဆန္ဒပြပါကြ။